Hello ချစ်ရတဲ့ BB Family မိသားစုတွေအားလုံးပဲမင်္ဂလာညချမ်းပါခင်ဗျာကျွန်တော်ရဲ့ Big Boss Reaction Channel နဲ့အားလုံးကိုပြန်လည်ကြိုဆိုလိုက်ပါတယ် Okay မနက်ပိုင်းမှာဗီဒီယိုတင်ဆက်မှုမလုပ်နိုင်ခဲ့တာအတွက်အထူးပဲအားလုံးကိုတောင်းပန်လိုက်ပါရနော် Okay ဒီညနေမှာလည်းသတင်းတူးလေးရှိတဲ့အတွက်ကျွန်တော်တွားမှကြည့်ကြအောင်နော် Okay ကျွန်တော်ကို comment နေထဲမှာစကားပြောတာမြန်တယ်လို့ recommend ပေးတဲ့သူတွေအတွက်ပါနော်ကျွန်တော်စူးစမ်းပြီးစကားနည်းနည်းလေးပြောကြည့်ပါမယ်ခင်ဗျာ Okay အရင်ဆုံးလိုရီတိုရှင်သတင်းလေးတွေကျွန်တော်ဖတ်ပြပေးပါမယ်ခင်ဗျာပထမဆုံးသတင်းတစ်ပုဒ်ကတော့ ဖားကန့်တွင် KIA PDF နှင့် SNA 6 Commission ပူးပေါင်းတပ်တို့ထိတွေ့တိုက်ပွဲဖြစ်ပြီးနှစ်ဖက်ထိခိုက်မှုရှိပြီးတော့ SNA ဘက်မှစနိုက်ပါသမားတကောင်ကိုမွေးစေဝါးနေတဲ့သူဖမ်းမိရရှိခဲ့တယ်လို့သိရပါတယ်ခင်ဗျာအဲ့တော့ချမ်းမစစ်ကောင်စီဘက်ကကောင်တွေကတော့မွေးစေဝါးသုံးမျိုးမှာချနေတယ်ဆိုတာနေရာတိုင်းမှာပဲတွေ့နေရပါတယ်နော် နောက်ထပ်သတင်းတစ်ပုဒ်ကတော့ပေါက်ကောင်းတွင်တပ်ဖွဲ့အချင်းပြောင်းပြုတ်လုံနေတဲ့စစ်တပ်စစ်ကြောင်းကိုမိုင်းဆွဲတိုက်ခိုက်လိုက်တဲ့သတင်းပဲဖြစ်ပါတယ်။အဲ့တော့အဲ့ဒီပေါက်ကောင်းမှာဘော်ဒါပေါင်တာအထိုင်စခန်းကနေလူအချင်းပြောင်းလှုပ်ပြီးပြန်လာတဲ့အချမ်းပတ်စစ်တပ်စစ်ကြောင်းကိုတော်လိုင်းရေးတပ်တွေမိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ဗကိုးစစ်ဌာနချုပ်အမှတ်27 view PKI အမှတ်နှစ်3602တိုင်ရင်ကသတင်းထုတ်ပြန်ထားတယ်လို့သိရပါတယ်။အဲ့တော့ဒီ မိုင်းဆွဲတိုက်ခိုက်လိုက်လို့နော်စစ်ကောင်စီစစ်သားတွေတိရတန်ရရှိခဲ့ပြီးဒဏ်ရာရှိသူတွေကိုစစ်တပ်ကထမ်းစင်တွေနဲ့ပြန်လည်ခေါ်ဆောင်သွားတယ်လို့လည်းသိရတယ်ပေါ့နော်အဲ့ဒီမိုင်းဆွဲတိုက်ခိုက်တဲ့နေရာမှာနေပြည်တော်လေးလှုပ်ဆောင်တဲ့ခါမှာလဲစစ်တပ်စစ်ကြောင်းကကြံခဲ့တဲ့စစ်သုံးကြောပုတ်တလုံး MG ပေါက်တစ်ခု PATR ဘုံးဒီတလုံး 5.56G 80တော့ပါဝါဘတ်တလုံးတို့ကိုလည်းတိုက်ဆိုင်ရမိခဲ့ကြအောင်တင်ရရှိပါတယ်ခင်ဗျာ ဲနောက်ထပ်သတင်းတစ်ပုဒ်ကတော့အားလုံးပေါင်းစည်းပြီးတပြိုင်နက်တော်လာရမယ့်အချိန်ရောက်ပြီလို့အဖွဲ့အစည်းတွေနဲ့ခေါင်းဆောင်များကလက်ခံကြောင်းဒေါက်တာဇော်ဝေစုကထုတ်ပြောလိုက်တယ်ဆိုတဲ့သတင်းပဲဖြစ်ပါတယ်။လက်ရှိအချိန်ဟာအားလုံးပေါင်းစည်းပြီးတပြိုင်နက်တော်လာတိုက်ပွဲဝင်ရတော့မယ့်အချိန်ဖြစ်တယ်လို့အဖွဲ့အစည်းအတီးတီးနဲ့ခေါင်းဆောင်တွေကိုပြောဆိုခဲ့ကြောင်းအမျိုးသားညီညွတ်ရေးအစိုးရစစ်မှန်ရေးနဲ့ပညာရေးဝန်ကြီးဒေါက်တာဇော်ဝေစုကသတိပေးအတိပေးလာတယ်လို့သိရပါတယ်။အဲတော့ဒေါက်တာဇော်ဝေစုဟာ UG အစိုးရရဲ့ state media ဖြစ်တဲ့ PVTB နဲ့တီးသန့်တွေ့ဆုံပြည့်မြတ်ခဲ့မှာအခုလိုပြောဆိုခဲ့လို့သိရပါတယ်အဲ့တော့ကျွန်တော်တို့ဒေါက်တာဇော်ဝေစုကိုရိုင်းကလည်းပြောနေပါတော့အားလုံးတောင်းစီဗီဒီနဲ့ဒေါ်လာမဲ့ချင်းရောက်ပြီလို့ပြောခဲ့တာဖြစ်ပါတယ်အဲ့တော့မြန်မြန်တိုက်ပွဲတွေဖြစ်တာပဲဒီဒီလိုစုပေါင်းပြီးတော့ပေါ့နော်တိုက်ပွဲတွေဖြစ်တာတွေပဲပြည်သူတွေကြားကျင်တာဖြစ်ပါတယ်နော်ခုချိန်မှာဆိုရင်လေဒုက္ခတွေကတော်တော်ကြီးကြီးနေတာဖြစ်တဲ့အတွက်မြန်မြန်တိုက်ပွဲဖြစ်မြန်မြန်အေးတာလည်းကောင်းတာပါနော် ကဲနောက်ထပ်သတင်းတစ်ပုဒ်ကတော့စောမျိုးနဲ့ကြောက်ထုအမြောက်အမြောက်တက်ထဲမှာထွက်ပြေးလာပြီးပြီးသူကိုတနက်ဖောက်ချင်းချောက်ရဲလူတောက်တဲ့ဒုတစ်ချက်နှစ်ဦးနဲ့တစ်ချက်တဦးကိုဖမ်းဆီးဖမ်းဆီးရမိဆိုတဲ့သတင်းမျိုးဖြစ်ပါတယ်နော်ကြောက်ထုတက်တို့မှာထွက်ပြေးလာပြီးနောက်ပြီးသူကိုတနက်ပြစ်ဖောက်ချင်းချောက်ကရဲလူတောက်တိဒုတစ်ချက်နှစ်ဦးနဲ့တစ်ချက်တဦးတို့ကိုဖမ်းဆီးခဲ့ပြီးကြောင်းရော်လင်းတက်မှကောင်ကြီးကသတင်းပေးပို့ထားတယ်လို့သိရပါတယ်ခင်ဗျာကဲပြီးသူတွေစီကအရှက်တော်လူတောက်တဲ့ကောင်တယ်နော်ခုချိန်မှာတော့ဖမ်းခံလိုက်ပါပြီ ကဲနောက်ထပ်သတင်းတစ်ပုဒ်ကလည်းဒလမြို့နယ်ရာစတင်းကြံရက်ွက်တွင်နိုင်ရင်အိမ်ကိုလူမိုက်ပြူစောသည့်ရက်ခါကြီးကအရက်မူပြီးကားပြင်ဝင်တိုက်မှုလူ၁၂ဦးထိခိုက်ဒဏ်ရာရတိုင်ကြားတော်လည်းရဲကရင်းပြီးပဲလွှတ်ပေးထားတယ်ဆိုတဲ့သတင်းမှဖြစ်ပါတယ်။မွေးငါးစားနေတဲ့လူတွေကိုကားနဲ့ဝင်တိုက်ခံရလို့ကလေးလူကြီး၁၁ယောက်ထိခိုက်ဒဏ်ရာရတယ်။ရန်ကုန်စေယုံကြီးကိုအေးပေါ်ဆေးကုသရပါတယ်တဲ့။နှစ်ဦးကစွန့်ရရပါတယ်။ရဲကမဖမ်းဘူးအမှန်ဆိုရင်ရင်းနှီးရဲတွေနေရင်းရဲတွေကလိုင်စင်မဲ့ကားတွေကိုမောင်းနေမှုရင်းတိုက်မှုနဲ့အရေးဆုံးဖမ်းဆီးရမှာလို့ ်ရက်ကွက်နေပြည်သူကသတင်းပေးပို့ထားပါတယ်နော်အဲ့တော့ပြည်သူတွေကားနဲ့တက်ကြိတ်တယ်ကတ်တိုက်တယ်ပေါ့နော်ဒီပြူစောတိကိုအခုချိန်မှာလွတ်ပေးထားနေတာဖြစ်ပါတယ်ဒီပြူစောတိကလည်းနော်တော်တော်လေးကိုရက်ဆက်မဲ့ကောင်းလို့ပြောလို့ရတာပေါ့နော်လူ၁၁ယောက်လောက်ကိုကားနဲ့တိုက်ပြီးတော့ဒီရေးရဆက်ဆက်လုပ်သွားတဲ့အနေအထားမှာရှိပါတယ်နော်ပထမဆုံးသတင်းတစ်ပုဒ်ဗီဒီယိုတစ်ပုဒ်အနေနဲ့ပေါ့နော် AR တိုင်းတိုက်ပွဲများကြောင့်ဒဏ်ရာရလာတဲ့စစ်ကော်မရှင်တပ်ဖွဲ့ဝင်များ Master Light ၄စစ်စေးုံပါတဲ့မဆန့်တော့လို့ ကစားကွင်းတွေမှာဂရင်တွေချပြီးဆေးကုနေရတယ်ဆိုတဲ့တဲ့တွေဒါတော့ကြည့်အောင်နော် ARD တိုင်း၄မျက်နှာရေးကြီးအင်ကပူတာပေါင်းမြို့နယ်တွေမှာအရခတ်တက်တော် A နဲ့ထိတွေ့တိုက်ပွဲတွေတွင်ထိခိုက်ဒဏ်ရာရလာတဲ့စစ်ကောင်မရှင်တပ်ဖွဲ့ဝင်တွေအသိမျိုးကိုဇက်တိုက်ရောက်ရှိလာတယ်လို့သိရပါတယ်။အနောက်တောင်တိုင်းစစ်ဌာနချုပ်နာတာခလောက်ရှိပသိမ်စစ်မြေပြင်စေးတန်ရင်မဆရလေးတွင်ကိုပို့ဆောင်ထားတဲ့ဒဏ်ရာရရှိသူတွေများလွန်းလာကြောင်း ။တန်ရာရစစ်ကောင်မရှင်တပ်ဖွဲ့ဝင်လူနာရီကိုစေးရုံတွင်ကရင်မဆန့်တော့တဲ့အတွက်စေးတန်ရင်ရှိရှိကစားကွင်းနဲ့နားနေဆောင်နေမှာပါပို့ထားရပြီးကုသပေးနေရတယ်လို့သတင်းထူတပ်ဖွဲ့ပသိမ်စီကသိရပါရယ်။စစ်မတိုက်တတ်တဲ့သူတွေနဲ့စစ်မတိုက်ချင်တော့တဲ့သူတွေပဲရှိတယ်ဆိုတော့ရှည်တန်းဖို့လဲထွက်ပြေးတန်ရာရသေးနဲ့လုံးချလဲနေတယ်အခုရပိုင်းကိုစစ်ကောမရှင်ကနေမျက်နာဘက်ကိုစစ်ကူအလုံးရင်ထပ်ပို့ထားတယ်လို့သတင်းရင်းမြစ်ကအယောင်ရီ Times ကိုပြောပါရတယ်။ စစ်ကောင်မရှင်တပ်ဟာတိုက်ပွဲတွေပြင်းထန်နေတဲ့လေးမျက်နှာမြို့နဲ့ရေကြီးမြို့နယ်ကိုလွင်အားအလုံးရင်ဖြစ်တင်းနေပြီးစစ်တွေလမ်းကြောင်းတွေပါပြောင်းလဲထားပါတယ်။ရတ္တုစစ်တပ်နဲ့ပေးထားတဲ့စစ်မှုရန်တနန်းစင်တွေနဲ့မူရစ်ဆေးဆွဲနေတဲ့စစ်ကောင်မရှင်တပ်ဖွဲ့ဝင်တွေဟာရှေ့တန်းတိုက်ပွဲတွေမှာထိခိုက်သေဆုံးမှုတွေများပြီးမဆိုင်ရလေးပသိမ်ကိုပြန်လဲတည်ယူနေရတာဖြစ်ပါတယ်။သေဆုံးသွားတဲ့စစ်ကောင်မရှင်တပ်ဖွဲ့ဝင်တွေကိုရွှေမြင့်တင်တုတ်တန်ကိုမပို့ခင် ရင်ခွဲရုံမှာပဲအစုလိုက်ပြုံလိုက်အမိစာပြန်ပေးနေရတယ်လို့သိရှိရပါတယ်။အကြအတိုင်းပေါ့နော်။အဲ့တော့ဂျမတ်စစ်ကောင်စီဘက်ကလည်းအခုချိန်မှာဆိုရင်အတုံးယုံကိုကြာရှုံးနေတယ်ဆိုတော့တွေ့အတိုင်းပေါ့နော်။အဲ့တော့တီချာပေါ့ပါစာတွေတော့တော်တော်များနေပြီပေါ့နော်။အဲ့တော့ဘာပဲပြောပြောအခုချိန်မှာဆိုရင်ပါစာဖြစ်ရတယ်ဘိုးကတော့မလွဲဘူးပေါ့နော်။အလုံးလည်းတိပိတာဖြစ်တဲ့အတွက်ရှိလာမဲ့ဒီစစ်ဘူတိုင်းဥပဒေနဲ့တည်းအစွဲခေါ်မဲ့ကိစ္စတွေမှာတော်တော်လေးကိုသတိထားဖို့လိုပါတယ်နော်။အဲ့တော့စစ်ကောင်စီဘက်ကမပါဘဲနဲ့တော်လိုင်းဘက်ထဲမှာအမြန်ဆုံးပေါ့နော်။အားဖြည့်ထားဖို့လိုပါတယ်။ ကဲကျွန်တော်နောက်တော့နားထောင်မယ့်သတင်းကတော့ဒီကျန်ဖို့ပါတီနဲ့ပတ်သက်ပြီးတော့ရှင်းပြပေးထားတဲ့ဦးသိမ်းမြတ်ဗီဒီယိုပေါ့နော်အထဲမှာဆိုရင်အခုချိန်မှာဆိုရင်တည်တဲ့အတိုင်းပဲအချမ်းပဲစစ်ကောင်စီနဲ့ဒီကျန်ဖို့နဲ့ပေါ့နော်အားလုံးကပလင်းပလင်းတူဘူးစိုးတွေပေါ့နော်အဲ့တော့ဒီကျန်ဖို့ပါတီကဒီတပါတီချင်းရှိတာတော့မနိုင်မဲ့အခြေအနေမရှိဘူးနော်အခုချိန်အခုပါပေါ့နော်တော်တော်ကိုသူ့ပါတီထဲမှာဝိဝါဒတွေကွဲပြားနေတယ်အခုဆိုဘူးလလဆယ်တို့ကိုယ်တိုင်ကပြောတဲ့ကိစ္စတွေဗလီဆောက်တဲ့ကိစ္စတွေနေပေါ့နော် တပါတီတဲ့တောင်မှနိုင်မှာမဟုတ်ဘူးဆိုရင်မအူသိမ်းပြီးတုံးတက်ထားတဲ့ဟာနားတော်ကြည့်လာနော်လက်ရွှေတို့မောင်အေးတို့ခင်းညွတ်တို့တင်းဦးတို့ကိုကွက်ကွက်ကွယ်ကွယ်မြင်နိုင်ပါလေပြည်သူအမုန်းဆုံးဆက်အနာရှင်တွေပါအမှန်ပဲအဲ့ဒီတော့အသင်းဝင်ရ25တသမခွန်ခွန်တန်းရှိတော့အဲ့ဒီအသင်းမှာအသင်းဝင်ရေအတွက်25တသမခွန်ခွန်တန်းရှိတယ်လို့ဘုခင်ကြီးကပြောပါတယ်တနိုင်ငံလုံးမှာရှိတဲ့လူဦးရေရဲ့တဝက်ရှိတယ်လို့ပြောနေတာပါပြည်သူတွေကသူတို့ခါခါတီးတီးမုန်းနေတဲ့ ကြံ့ခိုင်ရေးအသင်းတဲ့ကိုပြည်သူတဝက်ကျော်အသင်းဝင်ထားတယ်ဆိုတာအဲ့ဒီကာလကလေးကပြောတဲ့စကားပါအဲ့ဒီအဖြစ်ပြောရရင်အဲ့ဒီတုန်းကလေးကလိမ့်တာပါခြေထက်ခဲ့တာပေါ့ကြံ့ခိုင်ရေးအသင်းဝင်အရေးအတွက်ဟာတန်းနဲ့ချီရှိခဲ့တာတော့အမှန်ပါဘလို့နီးနဲ့တန်းချီသွားတယ်လဲဆိုတော့မဝင်မနေရဆိုတော့အာနာရှင်နီးနဲ့စုဆောင်းတာပါကျောင်းဆရာတွေကြက်ခိုင်ရေးအသင်းမဝင်မနေရအတင်းဝင်ခိုင်ပါလေမဝင်အလုပ်ဖြစ်မှာပါကျောင်းဆရာတွေသာမကကျောင်းသားကျောင်းသူတွေကိုပါမဝင်မနေရအတင်းဝင်ခိုင်ပါလေ အဲ့ဒီတော့ကဖခင်ကနိုင်ငံရေးမှုနဲ့ထောင်ကျနေတဲ့ကလေးတယောက်မျက်ရည်နဲ့မျက်ခွက်ဖြစ်ခဲ့ရတာကိုပြန်သတိရမိပါတယ်။ကြောက်မှဆရာကကြက်ခံရေးအတင်းနဲ့အတင်းဝင်ခိုင်းလို့ငိုခဲ့ရတာပါ။ကလေးရဲ့စိတ်ထဲမှာကြက်ခံရေးအတင်းနဲ့ကိုဝင်ရင်သူ့အဖေပေါ်တစ္ဆာမဲ့ရရောက်တယ်လို့ခံစားရပါတယ်။မဝင်မှုလို့မြင်ရမှာပါလေဆရာကိုကြောက်ရပါတယ်။အဲ့ဒီ trauma ဟာကလေးရဲ့စိတ်ထဲမှာနှစ်ပေါင်းများစွာဆွဲထင်သွားခဲ့ပါတယ်။အဲ့ဒါလို့ PR တွေဟာ နောက်မှာ2021ຫນွေဦးတော်လန်ရေးဘက်တော်သားဖြစ်လာမဲ့သူတွေကိုစူဆောင်းမွေးထုတ်ပေးခဲ့တဲ့ဖီအားတွေပါအဲ့ဒီကြန့်ခိုင်ရေးအသင်းကနေအင်အားစူဆောင်းပြီးတော့ကြန့်ခိုင်ရေးပါတီတည်ဆောင်ခဲ့တယ်လို့ဗိုလ်ချုပ်ခင်ကြီးကမဆက်မကြောက်ဝန်ခံသွားပါတယ်အဲ့ဒါပါလဲဆိုတော့စူစည်းခြင်းနဲ့စူဆောင်းခြင်းဆိုတဲ့ကောင်းစင်စူစည်းခြင်းဆိုတာကကျွန်တော်ပါတီက1993စက်တင်ဘာလ17ရက်နေ့အသင်းဘဝတွေကစခဲ့တာလीအဲ့ဒီခရီးကစပြီးတော့ဒီပါတီမှာ ီအသင်းသားတွေကအများကြီးကြံခဲ့တယ်။ပါတီဖြစ်ပြောင်းဖွဲ့တော့အချို့အသင်းသားတွေကပါလာလာရှိတယ်။တချို့တဲ့အသက်ရွယ်ကမပါလာရှိတယ်။ကြက်ခံရေးအသင်းဟာပါတီမဟုတ်ပါဘူး။နိုင်ငံတော်ကဖွဲ့စည်းတဲ့လူမှုရေးအသင်းကြီးပါလို့အဲ့ဒီတုန်းကကြက်ခံရေးအသင်းရဲ့ဥက္ကဋ္ဌလုပ်တဲ့ဘုံတန်းရွှေကအကြိမ်ကြိမ်ပြောခဲ့ပါတယ်။နိုင်ငံရေးပါတီမလုပ်ပါဘူးလို့အကြိမ်ကြိမ်ကတိပေးခဲ့ပါတယ်။ဘာလို့အဲ့လိုကတိပေးတယ်လဲဆိုတော့ကြက်ခံရေးအသင်းတွေနိုင်ငံတော်ဘဏ္ဍာငွေတွေကိုအမြောက်အများပုံအောအသုံးပြုနေတဲ့အတွက်မလွဲမရှောင်တာခရီးပေးရတာပါ ပြည်သူလူထုစီကနေလည်းအသိဝင်ကြေးတွေကိုကောက်ပါတယ်ရန်မုံငွေလည်းကောက်ပါတယ်ကြက်ခိုင်ရဲ့အသိမဝင်ရင်မီတာဘုံတောင်မရနိုင်တဲ့ခင်မျိုးပါအဲဒါလိုနီးမျိုးမျိုးနဲ့လူထုငွေကိုအရမညှိယူထားတဲ့အတွက်ပါတီမလုပ်ပါဘူးပါတီအကျိုးအတွက်မသုံးပါဘူးလို့အကြိမ်ကြိမ်ကတိပေးရတာပါဒါပေမဲ့စစ်အုပ်စုဟာပေးတဲ့ဂရိမှန်သမျှကိုလွယ်လွယ်ချိုးဖောက်လိရှိတဲ့ထုံးစံအတိုင်းချိုးဖောက်ပါတယ်ပါတီတွေမပုံတဲ့တော့စီကန်းချက်တွေထဲမှာနိုင်ငံတော်ဘဏ္ဍာငွေကိုမသုံးရဘူးဆိုတာပါပါတယ် တခြားနေရာမှာလှူဒန်းထားတဲ့အများပြည်သူရဲ့ငွေကိုအသုံးမပြုရဘူးဆိုတာတွေလည်းပါပါတယ်အဲ့ဒီစီကတ်နေကိုချိုးဖောက်ပြီးကြန့်ခိုင်ရေးအသင်းကိုကြန့်ခိုင်ရေးပါတီအဖြစ်ပြောင်းလဲလိုက်တာပါတနည်းအားဖြင့်ပြောရရင်ကြန့်ခိုင်ရေးပါတီဟာစတီဆောင်ကလေးကတရားမဝင်တဲ့ပါတီပါအဲ့ဒီတမိုင်းကိုဖျောက်ဖျက်လို့ရမယ်လို့ထင်လို့များဘူခင်ကြီးကကြန့်ခိုင်ရေးအသင်းအဖြစ်လူရင်အားစုဆောင်းပြီးကြန့်ခိုင်ရေးပါတီကိုထူထောင်ခဲ့တာပါလို့မရှက်မကြောက်ဝန်ခံလိုက်လေသလားလို့တွေးတောစရာရှိပါတယ် မချက်မကြောက်ရုံသာမကမခံလေးစားလုပ်တယ်လို့လည်းဆိုနိုင်ပါတယ်အဲ့ဒီကြန့်ခိုင်ရေးပါတီဝင်တွေကနေပဲလက်ပတ်ညီစွာအရှင်တွေထွက်ပေါ်လာတာကိုလည်းပြည်သူတွေအားလုံးသိထားပြီးဖြစ်ပါတယ်အဲ့ဒီကြန့်ခိုင်ရေးပါတီဝင်တွေကပဲဓမ္မရင်းမှာဒေါအောင်ဆန်းစုကြည်ဥတေဦးနဲ့ NLD ပါတီဝင်တွေကိုရိုက်နှက်တက်ဖြတ်ဖို့ကြိုးစားခဲ့ပါတယ်ဒေါအောင်ဆန်းစုကြည်နဲ့ဥတေဦးတို့မတည်ပြီးမြန်မာရှိရနော်အပြတည်ကြေခဲ့ကြပါတယ်အနေနဲ့ရဲရဲကကြန့်ခိုင်ရေးပါတီဝင်တွေကိုဟိုနားကနည်းနည်းဒီနားကနည်းနည်းထည့်ပြီး အဲ့ဒီတပင်းရဲ့လူတပ်ပွဲကိုလုပ်ခဲ့တာပါအဲ့ဒီတပင်းရဲ့လူတပ်ပွဲမှာကိုရိုင်းပါဝင်ခဲ့တဲ့ကြန့်ခိုင်ရေးပါတီဝင်တယောက်ကသူကိုရိုင်းပါတယ်ဆိုတာကိုအမျော်မြင်နည်းစွာထုတ်ပြောခဲ့တာကိုလည်းနားနဲ့ဆက်ဆက်ကြားခဲ့ရဦးပါတယ်အခုနောက်ဆုံးနဲ့အနည်းဆုံးသမိုင်းကိုပဲကြည့်ပါဒီနေ့ခေတ်မှာလူတပ်မီရှုအလုပ်လုပ်တဲ့ပြူစောထီးတွေထွက်ပေါ်လာတဲ့ရွာတိုင်းဟာကြန့်ခိုင်ရေးပါတီထောက်ခံတဲ့နေရာတွေမှာပေါ်ပေါ်လာတာအမှန်ပဲလားနိုင်ငံတော်တည်ငြိမ်ရေးအကြံရေးလူညိုစိတ်ချစီရေးအတွက်နောက်ကနေ့တမတော်ဆောင်နေသူတို့ ဒါကျွန်တော်တို့ပူပေါင်းဆောင်ရွက်နိုင်တဲ့အခြေအနေလည်းရှိတယ်နားလည်းနားလည်တဲ့သဘောရှိတယ်လက်ရှိအခြေအနေမှာလည်းပါတီပိုင်းဆိုင်ရာကျွန်တော်ဆောင်ရွက်ပေးနေတာအများကြီးပါဟိုဒါတွေကဟိုထုတ်ဖော်ပြောလို့မရလို့တာเนาะကျွန်တော်တို့ဒီနိုင်ငံတော်အေဂျင့်သားတွေတို့ကျွန်တော်အများကြီးကျွန်တော်ပူးညီဆောင်ရွက်ပေးနေရှိပါတယ်ပူဆော့တီရဲ့အခြေခံအရင်းမြစ်ဟာကြန့်ခိုင်ရေးပါတီနဲ့မဘာသာပါကြန့်ခိုင်ရေးနဲ့မဘာသာပူဆော့တီဘယ်ရလာတည်ရနော်နာမည်ကြီးပူဆော့တီခေါင်းဆောင်တွေဖြစ်ကြတဲ့ဘူးလက်လှဆွေနဲ့မင်းကင်းမောင်မြဟာကြန့်ခိုင်ရေးပါတီရဲ့ အမှန်ခေါင်းဆောင်တွေပါကြက်ခိုင်ရေးပါတီဟာသွေးစွန်းတဲ့ပါတီရာဇဝတ်မှုပေါင်းများစွာကိုအခြေခံတိဆောက်ထားတဲ့ပါတီပါအခုအဲ့ဒီပါတီအာဏာရရေးကိုစစ်အုပ်စုကသွေးတွေခင်းပြီးတိဆောက်နေပြန်ပါပြီမျိုးရွာတွေကိုဘုံကျက်ပြီးအာဏာတိဆောက်နေပြန်ပါပြီပြည်သူတွေကိုမဲမထက်မနေရအတင်းထက်တိုင်းမှာတော့ပဲကြက်ခိုင်ရေးပါတီဟာစစ်အာဏာရှင်စနစ်နဲ့အတူမွေးဖွားလာတဲ့ဖွားဘက်တော်ပါတီဖြစ်ပါတယ်ကြက်ခိုင်ရေးပါတီဟာစစ်အာဏာရှင်တွေ ဘောင်းမိချွတ်ဥဆောင်နေတဲ့စစ်အာဏာရှင်ကိုဘွားပါတီဖြစ်ပါတယ်အဲ့ဒီပါတီကိုအလံထောင်ပြီးပြည်သူလူထုကိုစစ်ကြုံပြုဖို့နောက်တစ်ချိန်ထပ်ကြိုးစားနေပြန်ပါပြီဒါဟာပြည်သူလူထုတရားလုံးကိုစိန်ခေါ်လိုက်တာလည်းဖြစ်ပါတယ်ပြည်သူလူထုနဲ့စစ်အာဏာရှင်တွေရဲ့အကြမ်းမှာမပြီးဆုံးနိုင်တော့မဲ့ရေရှည်စစ်ပွဲကြီးပေါ်ပေါက်လာဖို့စိန်ခေါ်လိုက်တဲ့စိန်ခေါ်သံလို့လည်းဆိုနိုင်မှာဖြစ်ပါတယ်ခင်ဗျာကဲဦးသိန်းချက်ဦးသိန်းမြင့်ရဲ့ဒီတုံးသက်ချက်တွေကတော်တော်မှိုက်တာပေါ့နော် ဲ့တော့ဘာပဲပြောခုချိန်မှာဆိုရင်ချမ်ပစစ်ကောင်စီလုံနေတဲ့ယူရီကောက်ပွဲတွေကဘာမှတရားမျှတမှုမရှိတဲ့ပြင်ကိုဒီချမ်ပုတ်ကိုပဲသူတို့ကရဖို့လှုပ်ထားတာပေါ့နော်ဒါတော့မှဒီပါတီရရပါမလားပေါ့နော်စိုးရိမ်စရာအခြေအနေရှိနေတယ်ပေါ့နော်အဲ့တော့ဘာပဲပြောမင်းအွန်လိုင်းနဲ့ဖွဲ့တယ်လည်းနေ့တိုင်းမှာရက်ဆက်နေတာတော့တွေ့နိုင်မှာပေါ့နော်ဒီနေ့မှာဆိုလေလင်းဘုံကျဲလို့ဒီဟာခါမှတည်သွားတဲ့ဒီကလေးတွေဆိုရင်၁၀နှစ်အောင်ပဲရှိသေးတယ်နော်ဒါကြောင့်တခြားနေရာမှာလည်းဘုံကျဲတဲ့ကိစ္စတွေရှိတယ် အဲ့တော့နေ့ထဲမှာဘာចောင်းစာတင်ចောင်းလဲမရှောင်းဈေးအောင်လဲမရှောင်းဘောနော်တော်တော်ကြီးကိုဘောနော်အခုကုလသမဂ္ဂဘာမလုပ်ဘူးဆိုတာတိတဲ့ခါမှာပို့ပြီးတော့ဘုံကျဲတဲ့ကိစ္စလဲပို့ပြီးတော့ကျန်ကျန်ကျန်တန်းတန်းတန်းလုတ်လာတာကိုတွေ့ရမှာနော်အဲ့ဒီပုံမှာလဲတော်တော်စိတ်ပျက်စရာကောင်းပါနော်အဲ့တော့ဘာပဲပြောပြောကျွန်တော်တော်လိုင်းကြီးကခုနဒေါက်တာဆော်ဝေဆိုးပြောသလိုအထွေထွေထိုးစစ်မြင်မြန်စမှာပဲဖြစ်မှာနော်မြင်မြန်စမှာပဲပြည်သူတွေဘဝကဟိုကျွတ်ရင်လဲကျွတ်ဘောနော်မကျွတ်ရင်လဲတော်တော်ခံအောင်မဲ့အခြေအနေမှာရှိပါရဲ့နော် ဲ့တော့တေချာတာတော့တွန်လိုင်းမနိုင်ဘူးဆိုရင်တော့တော်တော်ကိုအချိန်နေဆိုးမှာဖြစ်တယ်တော့မနိုင်နိုင်အောင်တိုက်ရမယ်အချိန်ဒီမှာရှိပါတယ်ကဲခုချိန်မှာဆိုအားလုံးသိတဲ့အတိုင်းပဲချမ်ပဲစစ်ကောင်စီရဲ့စစ်မှုထမ်းဥပဒေဆိုတာကတရားဝင်ဓမြတိုက်လူပြန်ပေးဆွဲတဲ့ဥပဒေဆိုတာအားလုံးသိပြီးသားဖြစ်ပါတယ်နော်အဲ့တော့ဟိုသူတို့လှုပ်ချင်တိုင်းလှုပ်တယ်ပြုပီသူတွေဆိုဓမြတိုက်တယ်လူပြန်ပြီးဆွဲရတယ်အတူတူပဲခေါ်သွားတယ်ပတ်စံမရရင်ပြန်မလုပ်ဘူးဒါကလူပြန်ပြီးဆွဲရမယ်ဒီနော် ီလောက်ထိပြည်သူတွေကိုဒုက္ခပေးနေတယ်လို့နော်အဲ့တော့ပြည်သူတွေကလည်းခုချိန်မှာဆိုရင်မင်းအောင်လိုင်ရဲ့လုပ်ရက်တွေကိုတည်နေတော့ပါပြီတည်တင်ပါပြီနော်အာဒါဘာဘာလန်းဆိုတော့အဲ့တော့ဘယ်လိုပဲဖြစ်ဖြစ်ခုချိန်မှာဆိုရင်မင်းအောင်လိုင်ရဲ့လုပ်ရက်တွေအားလုံးကိုပြန်ဟောလာတယ်ကိုပေါ်မမောင်ရဲ့စကားကိုကျွန်တော်နားထောင်ကြည့်အောင်နော်အမကိုစီရဲ့သုံးသပ်ချက်လေးနဲ့တူကြည့်မင်းနေရဘာလို့လဲမသိကြအောင်ဆောင်းတာဟာလားအဲ့တော့ကျွန်တော်ကဒါလေးမပြောဘူးဗျာဟုတ်လားမပြောပဲဒါခင်ဗျားတို့ကျွန်တော်ဒါမျိုးပြောလို့ရှိရင်ကျွန်တော်အမှန်တရားပြောမိလို့ရှိရင်ပြည်သူဘက်ကနာတယ်လူငယ်တွေဘက်ကနာတယ်ဟုတ်လားမိသားစုတွေဘက်ကခံခံစားလို့ကျွန်တော်ပြောလို့ရှိရင်လည်း ကျွန်တော်ကအတူတူဖြစ်သွားပြန်ကျွန်တော်မပြောလို့ခင်ဗျားတို့များပြောမလားဆိုတော့အဘကချောက်လန့်ပြီးတော့နော်အာနာရရင်ရာဓုရရင်ဘာမဆိုလုပ်မဆိုတဲ့လူစားမျိုးတွေပဲတွေ့နေရတယ်ဒီလိုမျိုးပေါ်မှာပါဗျအကောင်းပြောတာကျွန်တော်တို့အခုနောက်ပိုင်းမှာကိုမောင်မောင်ကိုအဲလူလေးစားမှုပိုရှိလာတယ်အဲသူတို့ဘက်ကအောက်တန်းသားတွေကတော့သိတယ်မလားသူတို့ဒီစစ်တပ်ထောက်ခံတဲ့အတိုင်းဝိုင်းမှာနှစ်ခုရှိတယ် တခုကဘောမပေါ့ကဘောမအတိုင်းမှာခရိုင်ပြောရတော့ဘောမပေါ့ဘောမအတိုင်းမှာနှစ်မျိုးရှိတယ်တစ်မျိုးကဗာလဲဆိုတော့သူကဒီစစ်အာနာရှိတဲ့စစ်ဘုံချုပ်အတိုင်းအဝိုင်းကြီးရဲ့အကြက်မှားတာမှန်တာကောင်းတာဆိုးတာသူတို့မသိမိမွေးပြီးတာမသိတာဒီသူတို့ဒီစစ်ဘုံချုပ်စစ်ကောင်းဆောင်တွေဘာကိုကြိုက်တယ်စစ်ကောင်းဆောင်တွေအကြိုက်ကိုလိုက်လို့လိုက်ပြောလိုက်ပြီးတော့ဝင်းရံအဲအဲ့ဒီဘောမပြီးရင်တစ်ဖက်ကျတော့စစ်တပ်ကိုအမာခံထောက်ခံသူတို့ဒီဒီမြမတတ်မတော်ဆိုတဲ့အရာကိုသူတို့ထောက်ခံ မြန်မာတပ်မတော်ရှင်တန်ရေးမြန်မာတပ်မတော်နဲ့ရှင်ပြိုင်လာတဲ့အဖွဲ့အစည်းတိုက်ခိုက်လာတဲ့အဖွဲ့အစည်းဆိုသူတို့ရန်သူတို့တတ်မှတ်ပြီးသူတို့ပြန်လဲတုတ်ပြန်တယ်သူတို့မြန်မာတပ်မတော်ဝင်းရံအဲ့တော့ဒီတပ်မတော်ထောက်ခံသူနဲ့အဘားထောက်ခံဆိုတော့ဒီလိုအခုကိုမောင်မောင်တို့ဆိုတာဒါစစ်တပ်ကိုအမှန်တန်ထောက်ခံနေတူသူတို့ဒီစစ်ဘုံချုပ်တွေတဲ့မှားလာတယ်လွဲလာတယ်လုံရက်တွေမဟုတ်ဘူးဆိုသူတို့တွေထောက်ပြတယ် သူတို့ထောက်ပြနေတာဒီတိုက်ခိုက်မှုနဲ့ထောက်ပြနေတာတခုမှမရှိဘူး။အင်းအပြုတ်တော့ဆောင်ပြီးတော့ပဲမဖြစ်တဲ့နာမဖြစ်အောင်ဒီစစ်ဘုံချုပ်တွေရဲ့လောက်ရမှားတဲ့ဟာကိုမှားတာသူတို့အပြုတ်တော့ဆောင်ပြီးထောက်ပြတာ။အဲ့လိုထောက်ပြတဲ့တူတူခဏကပြောသလိုအဘဘောမတွေကအာမတိလို့ရှိရင်တစ္ဆာဖောက်လို့လို့အဲတွားပြီးတော့ဆဲကြတယ်ပြောကြတယ်။အဲ့တော့တိုင်းပြည်မှာဘသူကအောက်တန်းစားတယ်။ဒီလူဘက်ကတကယ်ရက်တီပါမယ်ဆိုတော့ ်နိုင်ငံရေးထင်ကြရပုံကိုတရမှမရှိဘူးပြည်သူတွေကအများကြီးနင်းပြင်းနေတာတင်ပြီးတော့ငရေကြီးစစ်တော်တကယ်နေပြည်သူကငရေကြနေတာတကယ်ငရေဟုတ်တယ်တကယ်အမှန်ပဲလက်ရှိမြန်မာနိုင်ငံဟာကတ်ဆိုင်နေတာပါတန်တန်တရကတ်ဒုပိတ်တန်ကရာယောဂန္တရကတ်နော် covid 19စတဲ့ဖြစ်ယောဂတွေဖြစ်တယ်ဒါယောဂန္တရကတ်ဟမ်တတန်တရကတ်ဒုပိတ်တန်တရကတ်အကုန်ဆိုင်နေတယ်ကတ်ဆိုင်နေတာမြန်မာပြည်ကကြာနေတာအဲ့တော့ကျွန်တော်ဒါမျိုးပြောရင်လည်း မင်းอ่ะပါလဲပေါ့ပြောကြအောင်မနော်အခုနောက်ထပ်တစ်ခုပေါ့ဗျာပြီပေါ့ပြီမြို့မှာနဝဒေးတရားထိုင်မှာထိုင်နေတဲ့စစ်တပ်ကတဲ့ကားတစ်စီးကို15သိန်းကောက်တာဟာဒါတကယ်ဖြစ်ရဲ့နော်ခင်ဗျားတို့မယုံလို့ရှိရင်ကိုမောင်အိုးကားတစ်စီး15သိန်းတရားရိုက်ဆက်လိုက်ကြတော့ပေါ့အော်နော်မှားပါတယ်လို့ဘာလို့လဲဆိုခုတည်ရင်ကိုတူးတာအဲ့ဒါတော့သိပါတယ်တော်တော်များများခုတည်ရင်ကိုတူးတာဘယ်တယောက်ရှိပြီလဲနော်အဲ့တော့ အနဝေကနဝဒီလေးတရားထိတ်မှာပေါ့ဗျာနော်ကားကြီးစ15သိန်းတောင်းနေတဲ့မပေးနိုင်တော့ကားကိုဖမ်းနေတဲ့အဲ့တော့ကျွန်တော်အနေနဲ့ကျွန်တော်အများကြီးတက်ညာတယ်နော်ဘာလို့ဒီတတိယကိုလေဟိုဖုန်းကြီးတပါပြလိုက်ပါဘယ်ဖုန်းနဲ့လို့ကျွန်တော်လည်းမသိဘူးသူကအင်းသူလက်တော့อ่ะ iPhone လက်တော့နဲ့နော် Apple စိတ်နဲ့သူကအင်္ဂလိပ်လိုလည်းသူလည်းပါပြောတယ်ဆိုတော့အင်္ဂလိပ်စာကြွချင်းတယ် သူကအမှပြောလှုပ်ရှားလို့ရတာပေါ့ဒီကာလမှာတဲ့လှုပ်ရှားလို့မရဘူးပြောနေတဲ့လူတွေလှုပ်ရှားလို့ရတဲ့လူတွေအေးအေးဆေးလှုပ်ရှားနေအေးအေးဆေးတရားထိုင်နေရတဲ့လူတော်ရှိတယ်ဟာတကယ်ပဲဒီလိုပုံပုံမျိုးတွေငါတို့သူကြည့်တော့ပညာတတ်လို့ပဲငါတို့နိုင်ငံမှာဘာဖြစ်လို့ဒီလိုမျိုးတွေဖြစ်ကုန်ကြတာလဲကျွန်တော်တစ်ခါတည်းတွေးတယ်ကျွန်တော်ကိုနေတဲ့မြင့်ပါတယ်လို့ထင်ထားတဲ့ပုံပုံတွေကပြောလိုက်တဲ့စကားတွေကကိုတော်မှပါစဟဝါဟာဒီလိုအောက်တန်းကျတဲ့စကားမျိုးတွေအောက်တင်းအတွေးကိုတင်းနေတဲ့ အတွင်းတို့တွေသူတို့တွေဘာကြောင့်တွေးနေတာလဲတခါတည်းမထင်ဘူးကျွန်တော်နော်အဲ့တော့ပြလိုက်ပါအခုကိုယ်ကောင်ပြောတဲ့စကားကိုပြမယ်အေးစေးလုတ်ကင်စားတော့လို့ရတယ်ဆိုတော့ပုတ်ကိုပြလိုက်ပါအမအေးစေးလုတ်ကင်စားတော့လို့ရလားမရဘူးလားဆိုနော်ပုံစင်းဆုံးတက်တာတွေဘာတွေမပြောသေးဘူးနော်အာနာမတိတ်ငင်ရစံတိတ်၃တောင်းအာနာသိမ့်ပြီလက်ပိုင်းမရှိတဲ့စံတိတ်တသိန်းတော့တက်သွားတယ်နော်အဲ့ဒါတွေမပြောသေးဘူးတိလားအညာလည်းဆိုရှင်တောင်တောင်ကကျွန်တော်နာမည်ဒီကပတွေအစားကျွန်တော်မပြောခြင်းသေးဘူးပြောမိလို့ရှိရင်လည်း မပြောချင်ဘူးဗျာနော်အစင်ကျင်ပါအစင်ကျင်ပါတချို့လည်းကပ်ပတွေအကုန်လုံးကျောင်းမှာရှိပါတယ်နော်အဲတချို့ Viber group ဖုန်းနံပါတ်ရစာကျွန်တော်ထောက်ပြခြင်းတယ်ဒါကြောင့်ကျွန်တော်မတရားဖြစ်ဒုက္ခရောက်မှာစိုးရိမ်တယ်ဘာလို့ပဲဖြစ်ဖြစ်အဲ့တော့အစင်ကျင်ပါအစင်ကျင်ပါမလုပ်တင်တော့မလုပ်ပါနဲ့ခင်ဗျာမှန်ပါတယ်အခုကိုမောင်ပြောနေတာဘယ်လောက်အပြုလို့ကျွန်တော်တို့လည်းအားမပေးပါဘူးမှားနေတဲ့အရာတစ်ခုကိုအာဘဒူကဘလို့လောက်တဲ့အခါတူထိခိုက်သွားအောင်လို့ထောက်ကျွန်တော်တို့မလုပ်စေချင်ဒါပေမဲ့ ခုနကပြောသလိုတိုင်းပြည်ဟာဘလောက်ပြက်လာလဲပြင်လာဖို့တော့လိုအပ်တယ်အဲ့လိုမဟုတ်ဘဲနဲ့ပြောတဲ့လူကိုရန်လုတ်ပြီးဖမ်းမယ်စီးမယ်တတ်မယ်ဖြတ်မယ်စဲဆိုသွားလုတ်တာတော့ဒါကတော့အဲ့လိုလုတ်ပြီဆိုတဲ့အဲ့ဒီအဟာလူတော့မခေါ်ထိုက်တော့ဘူးနော်ရှင်းရှင်းလေးပဲအခုဒါမဘာသာတချို့ကိုမမောင်တတ်မယ်ဖြတ်မယ်သွားချိန်မှကြတယ်စဉ်းစားကြည့်မောင်မောင်ပြောတဲ့စကားမှားလားကျွန်တော်တို့ဖြစ်နေနေတာမောင်မောင်ငါတို့ကိုဘယ်နေရာမှာမဟုတ်မှန်ပြောတော့ကွာဘယ်စကားကတော့မဟုတ်ဘူးဒါမျိုးတွေကိုကျွန်တော်တို့ဖြစ်နေနေတာအာငါစီ ဘယ်နေရာမှာမဟုတ်တဲ့စကားကိုဘယ်လိုပြောလဲဒါမျိုးချပါအဲ့လိုမျိုးချအဲ့လိုမျိုးချလာနှစ်ဖက်လုံးကိုပါအရေးရှိရှိတယ်တိုင်းပြည်တို့လည်းကောင်းတယ်အခုဟာကငါနဲ့မတူငါရန်တူငါနဲ့ဟိုငါတို့ဘက်ကိုပြောရင်ငါရန်တူမာလာမှန်လားသူပြောတာဟုတ်လားမဟုတ်လားမကြည့်ဘူးအလံပြောငါတို့ဘက်လာမယ်ဆိုတော့ငါတို့ဘက်ပြောရင်ကိုက်မယ်ဟောင်းမယ်ဆိုတော့ခွေးတော်ကိုဖြစ်တယ်ဟမ်အဲ့တော့ဘယ်လိုခေါ်မလဲဆိုတော့နိုင်ငံတိုင်းမှာနားတွေရှိတယ်ဟေ့ဆိုတော့ခက်ခက်ကြုံမှုရမလား ကျောင်းရဲ့ဘူးမှာပါဥခင်ညလက်ထောင်ပါလေအဲ့တော့အခုခင်ဗျားတို့နေရာတိုင်းမှာနားရရှိတယ်အဲ့တော့ကျွန်တော်ဟိုလူစိုးကြီးဖြစ်အောင်လူတွေဒုက္ခပေးရတဲ့သူတယောက်မဖြစ်ချင်ဘူးဗျာနော်စင်ကြင်မှာမလုပ်ပါနဲ့မလုပ်စေချင်ဘူးကတိဗီဒီယိုဖိုင်လေးကတော့ကိုမဘေရက်ကအဲပြောထားတဲ့ file လဲတော့မတိဘူးဒီဒီလပိုင်းပေါ့နော်ဒီလပိုင်းအတွက်မှာပြောထားတာဘာလို့ Facebook မှာပြန်တင်ထားတာတွေ့လို့ကျွန်တော်ဒါလေးသဘောကျလို့ပေါ့ဘာဖြစ်လို့လဲဆိုတော့ ဒီလိုအမှန်ပြောလို့တတ်မဲ့ဖြတ်မဲ့ဆိုရဲလောက်ရက်ကိုလောက်တဲ့တူတွေကိုလည်းအံ့အောင်းလို့ပါသူပြောတာရှင်တကယ်ဒီလောက်တူလောက်အပြူရောဆောင်တာရှိအောင်မလားတူတေးသေးချာချာအတိအကျဒီကိုပိုင်နံပါတ်တရားစာတိထားတဲ့လူတယောက်ကမပြောဘဲနဲ့စင်ချင်မှာဒါမှတကောင်းမှုပြောဒါတကယ်တူပဲအချမ်းပေါ့နော်ဒါဒါစစ်တပ်ပဲအချမ်းကိုတူဒီတကယ်အပြူရောဆောင်ပြီးတော့ကောင်းအောင်ဆွဲခေါ်သွားတာ ဲ့ဒါလို့လူမျိုးကိုအာဒီပိန်းတွေပဲပါတာလို့အဲဒီကောမောင်မောင်ကမွတ်စလင်တို့ဟာဗျံပရာသမားတွေနဲ့ပြောချင်တယ်ဆိုချင်တယ်ဆိုတော့လောက်ကြမယ်ဆိုရင်အဲ့ဒီတွားလောက်တဲ့လူပုဂ္ဂိုလ်အဖွဲအစည်းပဲအချမ်းဟာကောင်းတာဖြစ်နိုင်တာဗျံပရာကိုစင်ကိုတည်ပြီးတော့နော်အဲ့တော့ကျွန်တော်တို့တိုင်းပြည်မှာအဲ့လိုဗျံပရာအဖွဲအစည်းတွေနော်ကြီးတွားခဲ့လို့အဲ့လိုဗျံပရာကောင်းတွေကအာနာရှိတဲ့နေရာကိုရောက်ခဲ့လို့တိုင်းပြည်ရဲ့တပြေးပြေးနဲ့နှိမ့်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 စုပ်ပြက်လာတာအဲ့တော့အခုတိုင်းပြည်စုပ်ပြက်နေပြီ အဲ့ဒီစုပ်ပြတ်နေတဲ့အရာကြီးကိုပြန်လဲတည်ဆောက်ဖို့ဆိုတာကနော်မကူညီနိုင်နေမနှောက်ရှက်တဲ့ဆိုတဲ့လူတွေမရှိဖို့အရေးကြီးတယ်နော်ဒါကြောင့်မို့လို့ဘောမပါမပါဘောမတိုင်းကိုကျွန်တော်တို့မယုံပါဘူးလက်ရှိတော်လှန်ရေးရတဲ့စစ်သားတိုင်းတည်ရမယ်ဆိုရင်တိုက်နေကြတာမဟုတ်ဘူးသွားမြင့်ကြည့်ပါ PDF တွေကိုစစ်သားတိုင်းကိုတည်ရမယ်ငါတို့ဒီစစ်မင်းအောင်လိုင်းတန်ထဲမှာရှိတဲ့စစ်သားတိုင်းအကုန်ဖမ်းပြီးတတ်ဖို့ဖမ်းပြီးအရေးယူဖို့ဆိုတဲ့စိတ်နဲ့တိုက်နေကြတဲ့ရဲဘော်တွေမရှိဘူး ဟုတ်တယ်လीเนาะစစ်တားတိုင်းတေးရမယ်ဆိုရင်တော့တုတ်ပန်းဆိုတာရှိမှာမဟုတ်တော့လေကိုတုတ်ပန်းနဲ့မနေဘူးဖမ်းတာဒီအာနာဒီစစ်တပ်ကိုကိုပိုင်เนาะကပိုက်တောင်ထဲထည့်ပြီးတော့မောင်ပိုင်စီးပြီးတော့လွဲမားတဲ့အမိတ်တွေထုတ်မတရားတဲ့ဥပဒေတွေနဲ့ခိုင်းစေနေတဲ့ဒီအာနာရှင်စနစ်နဲ့အဲ့ဒီအာနာရှင်စနစ်ကိုအတက်တွင်းနေကြတဲ့လူတစုကိုပဲပြိုအောင်ဖြိုနေကြတာဒါကိုအားလုံးသဘောပေါက်ဖို့လိုအဘောမတိုင်းဆိုတိုင်းကြံ့ခိုင်ပါတီဝင်ဆိုတိုင်းကျွန်တော်တို့မုန်းပြအကြောင်းမရှိဘူးအေးအေးညောင်းညောင်းနေတဲ့ကြက်ပုတ်ပါတီဝင်တဘုံကြီး ။ဒါဒီမှာလေ PDF အားကောင်းတဲ့ data တွေမှာကြံ့ခိုင်ပွင့်ပြိုးရေးပါတီပဲတစ်ချိန်ရင်တူကြံ့ခိုင်ပွင့်ပြိုးတဲ့မဲဆွဲခဲ့တယ်။အခုကာလမှာသူဘာမှမလုပ်ဘူး။နော်သူစီးပွားရေးတူတော့တယ်သူဝင်းစားတူစားတယ်သူစစ်တပ်ကိုလည်းသွားတင်ပေးတာလို့ရဲကိုသွားတင်ပေးတာလို့နော်ရက်ကွက်ထဲမှာဘသူက PDF ပါဘသူက PDF ရဲ့အိမ်မှာစတဲ့ဖြစ်နော်ဘသူကတော့ထောက်ဖို့လုပ်ပါတယ်ဒီလိုမျိုးတီတူထိခိုက်နစ်နာအောင်စစ်တပ်ကိုတင်ပေးတာလို့ရဲကိုတင်ပေးတာသူတို့ဘာမှမလုပ်ဘူး။တစ်ချိန်ရင်ကြံ့ဖို့ပါတီအမာခံဖြစ်ခဲ့ပေမဲ့ဒီကာလမှာသူတို့ကသူတို့အေးအေးဆေးဆေးနေနေတယ် အဲ့ဒါတော့လူတွေ PDF စိုးမှုနဲ့ data တွေအများကြီးပါအဲ့ဒီလူတွေကို PDF တွေလက်ဖြန်းဖြန်းတော့တော့မတို့ဒါပေမဲ့ဝင်းနေကပြောသလိုစစ်တပ်ကိုဒဏ္ဍာရီလုပ်တဲ့သူအများစုဒီပါတယ်စံဖို့တွေဖြစ်နေတဲ့အတွက်စံဖို့ပါတီတွေစော်ကန်ထိတာနော်အဲ့တော့ဟိုကဘူးလက်ကရင်းရတယ်ဓမ္မကြည့်လိုက်တဲ့မှာတက်ခံထိရတဲ့စံဖို့ပါတီဝင်အစင်းရင်ကောင်းပါတယ်ဟောတိုင်းပြည်ကိုဒီကလာမှဖျက်ခတ်တဲ့သူတွေကိုဘာဖြစ်လဲစရင်ပြုစုပြီးတာဖြစ်သွားတယ်ကျွန်တော်တို့ကျေးဇူးတင်တယ်စံဖို့ပါတီရဲ့အဲ့ဒီနာမည်စရင်တွေကိုအဲ့လိုကမီးထိုးပေးတာကျေးဇူးတင်တယ် နောက်တစ်ချိန်မှကြည်ပါကွာငါတို့နော်သားတွေမြည်တဲ့ခက်မှာဟမ်တို့တွေအလုံးလုံးတဲ့ချိန်မှာတိုင်းပြည်ကိုဖျက်ဆီးခဲ့တာဒီကောင်တွေပေါ့ပြတ်နိုင်တယ်နော်အဲ့တော့ဘုရားကပြောတဲ့တန်0မဟုတ်လို့လည်းလာတတ်ခံကြည့်တာလေတန်ဖို့ရှိလို့လာတတ်ခံကြည့်တာပေါ့ကဲဒါတော့ကိုစေ33ချက်ပြီးတော့ဖိုင်ဖြစ်ပါရဲ့နော်အဲ့တော့ချမ်ပက်စကောင်စီဖက်မှာတော့ပြောင်းလင်းပြောင်းစားတွေ မတရားပြောပြီးတော့ပြည်သူကိုပြည်သူလိုမမြင်ဘဲနဲ့လူလို့တော့မမြင်တော့ဘူးသူတို့ကပေါ့နော်အဲ့တော့သူတို့ကိုလုံးဝမထောက်ခံဘူးဆိုရင်ဟိုသူတို့ကလုံးဝရန်သူလိုဆက်ဆံနေတာဖြစ်တဲ့အတွက်အားလုံးပဲသတိတိထားကြပါပေါ့နော်အခုချိန်မှာဆိုရင်ဒီတိုင်းပြည်ကတော့ဘာမှရစရာမရှိတော့ဖြစ်နေပါပဲနော်ရစရာမရှိတဲ့ပြည်ကိုထပ်ပြီးတော့လေရစရာမရှိတဲ့အထက်ကမရှိအောင် ထက်လုံအမေမင်းအောင်လိုင်ကခုချိန်မှာဆိုရွေးကောက်ပွဲကိုထက်လုံအမေအခြေအနေမှာတော်တော်လေးကိုအာပြိုင်ဆိုင်နေဖြစ်လာအောင်မှဖြစ်ပါတယ်နော်အဲ့တော့ဘာပြောခုနဒေါက်တာဇော်ဝေစုပြောသလိုပဲဒီပီလုံးကျွတ်ထိုးစစ်ကြီးအမြန်စတင်နိုင်ဖို့လိုပါတယ်နော်အမြန်စတင်ပြီးတော့အမြန်ဆုံးမင်းအောင်လိုင်ကိုရှေ့ပြစ်မှာပဲပြည်သူတွေရဲ့ဒုက္ခဒီဘေးရန်တွေကနေကင်းဝေးမှာဖြစ်ပါတယ်အဲ့ဒီကိုလည်းအမြန်ဆုံးရောက်ရှိပါစေလို့ဆုတောင်းပေးနေကျွန်တော်ပြည်သူလို့ဆုံးသက်လိုက်ပါတယ်နော်โอเคအစားဆုံးချိန်ပေးကြရင်ဒီမှာပြည်သူရောက်စတဲ့အထူးပဲကျေးဇူးတင်ပါတယ်အားလုံးပဲစိတ်ချမ်းသာခြင်း ကိုကြီးချမ်းမခြင်းနဲ့ပြည့်စုံပြီးတော့အချမ်းဘက်မင်းအောင်လှိုင်ရဲ့စစ်ဘေးငလင်ဘေးမင်းရည်ပေါမကင်းလို့ကြပါစေလို့ဆုတောင်းပေးလိုက်ပါတယ်ခင်ဗျာ။